တို့အားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းမှချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့အဲသွားရီကျင်းနဲ့အဲသွားရီနာတယ်ပေါ့နော်သွားရီကျင်းသွားရီနာလေးတဲ့အမျိုးကြီးရှိလာပေါ့သွားကျင်းမယ်သွားကျင်းတော့ကျွန်တော်တို့အဲတခုခုဝါလိုက်တာနဲ့အကျင်းနဲ့ကျင်းပြီးနာတယ်ပေါ့နော်ကိုကအမာစားလည်းမစားဘဲနဲ့သွားရီကဟိုနာတယ်နောက်ပြီးတော့အချင်းနေလည်းမစားဘဲနဲ့သွားရီကကျင်းတယ်သူ့လူလူကျင်းလာတာပေါ့နော်သွားရီက တော်တော်များများတော့ကျွန်တော်လူကြီးတွေတော်တော်များအဖြစ်များတော့ဗောနော်ဒါပေမဲ့လူငယ်တွေလည်းဖြစ်ပါတယ်ဗောနော်အဲ့တော့လူကြီးလူငယ်မယူကြီးဗောနော်အဲတွားကျင်တာတွားနာတာအတွက်အဲစင်းနီကောင်းလေးကျွန်တော်ပျောက်စီကျင်တဲ့စီစဉ်တာမြစ်တာဖြစ်လာရောက်မြတ်ဝေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တွားတွေကျင်တယ်တွားတွေနာတဲ့အမျိုးတွေအတွက်ကျွန်တော်တို့စင်းနီကောင်းလေးရတော့တမာရွက်နော်တမာရွက်ကိုကျွန်တော်တို့ကခူးလိုက်ခူးပြီးပိုင်နော်လက်တစ်ဆုပ်ပဲခူးလက်နှစ်ဆုပ်ပဲခူးခူးခူးပြီးပိုင်ကျွန်တော်ရေစင်အောင်ဆေးဆေးပြီးပိုင်ရင် တမရွက်ကိုကျွန်တော်ကအချောက်လမ်းပေးမယ်ဒါပေမဲ့ကျွန်တော်တို့ကနေဘူးထဲကိုထုတ်မလမ်းပေးနဲ့ကိုယ့်ရဲ့အိမ်အိမ်အတွင်းမှာပဲနေရောင်ရည်ထက်အရင်ရပြီပေါ့နော်အိမ်ထဲမှာပဲလှမ်းပါအပြင်ထုတ်မလမ်းပေးနဲ့အိမ်ထဲမှာလှမ်းလှမ်းပြီးတော့သူက6သွားပြီပေါ့တရက်နှစ်ယောက်လှမ်းရင်တော့6သွားမယ်လို့ထင်တာပဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့တချို့ဆိုရင်တော့တရက်လောက်နဲ့6တယ်ပေါ့နော်အဲ6သွားပြီဆိုရင်အမှုတ်မှုတ်လေးကြိတ်လိုက်ကြိတ်ပြီးသွားရင်စားလေးနဲ့နော်စားလေးနဲ့ရောပြီးတော့ကျွန်တော်တို့နေ့စဉ်လေးပုံမှန်လေးတိုက်ပြီးမယ်ဆိုရင် အခုနကျွန်တော်ပြောတယ်သွားနာတာလို့သွားကျင်တာလို့เนาะကိုကအချင်းလည်းမစားဘူးအမာစားလည်းမစားပဲနဲ့သွားတွေရနာမယ်သွားတွေရကျင်မယ်ဆိုရင်နေ့စဉ်လေးရအမျိုးတွေပုံမှန်လေးတိုက်ပြီးတကယ်ဦးမှသွားနာသွားကျင်တာနေယူပြစ်တယ်လို့ပျောက်သွားနိုင်မယ်ပျောက်သွားတယ်ပေါ့เนาะဘယ်ချင်းကြီးလောက်ပြေးရမှာလဲဆိုတော့ကိုကနေ့စဉ်အဲသွားတိုက်ရတယ်လीဟုတ်တယ်မလားကျွန်တော်မျက်နှာသိရတယ်နေ့စဉ်ပုံမှန်လေးတာလောက်ပြေးသွားပါအတက်တက်လုံးအတွက်သွားနာသွားကျင်မဖြစ်တော့ပါဘူးလို့အဲဒီညာလေးကကျွန်တော်ပြောချင်ပါတယ်ပေါ့เนาะ အဲ့တော့သွားနာသွားကျင်တဲ့အမျိုးတွေအတွက်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်။တမာအရွက်ကိုနော်ရေစင်အောင်ဆေးပြီးတော့ကျွန်တော်တို့ကနေနေပူထမ်းမှထုတ်မလှမ်းပဲနဲ့ကိုယ့်ရဲ့အိမ်ထဲမှာပဲလှမ်းပြီးပေါ့နော်လေတလက်ခံရင်တော့နေအောင်ထည့်ရရင်ရပြီပေါ့နော်လေတလက်ခံပြီးလှမ်းလှမ်းပြီးသူ၆သွားပြီဆိုရင်အမှုတ်လေးချိတ်လိုက်ချိတ်လိုက်ပေါ့နော်ထောင်းလိုက်ပေါ့အမှုတ်လေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကစားနဲ့ရောပြီးတိုက်ပြီးသွားနာသွားကျင်နေတဲ့အမျိုးတွေအတွက်တကယ်ကိုမှတတ်တာပြောခင်းပါတယ်နေစီပုံမှန်လေးဒါကိုအမြဲတမ်းတိုက်သူမျိုး လေးစီပုံမှန်လေးတာတိုက်ပြီးပါသွားနာတက်ကျင်တဲ့ယောဂဝေဒနာတကယ်မတက်တာပြောက်ပြင်းပါတယ်အဲတကယ်လို့ကိုမဖြစ်ခဲ့ရင်တော့မှအဲကိုပေးနာမှာဖြစ်တဲ့အဲတကယ်ကြီးမိတ်ဆွေအညီကမောင်တို့မှာဖြစ်ရင်လဲကျွန်တော်တို့ဒီစင်းနေနေပြပြီးတော့တကယ်မှလည်းလွယ်ကူတယ်မျိုးတွေပြပြီးတော့ဒီလိုဒီလိုလောက်အသက်ကြီးရဲ့အိုးတွေအဖူဖွားတွေပေါ့နော်အဲလိုလိုလိုအဖူဖွားတွေဖြစ်တယ်ဆိုရင်လောက်ဆိုအဖူဖွားတွေအတွက်လဲစားတော့ရတာလဲတော်တော်လေးအဆင်ပြေသွားမယ်ပေါ့နော်အဲ့တော့မျိုးတွေလည်းကုသိုလ်ရသူ ကျွန်တော်လည်းကုသိုလ်ရပါတယ်เนาะကုသိုလ်တွေတောင်တောင်မျှဝေစားပြီးတော့တူးစင်တာတူးမြတ်တာဗောနော်ကျွန်တော်မြတ်တာကြီးထားပြီးတော့ဒီလိုလေးလုပ်ပေးမယ်ဆိုရင်တော့တကယ်တော့ကောင်းပါတယ်ဗောနော်အဲကျွန်တော်ကတော့ဒါမျိုးရီရအနာမျိုး96ပါးယောဂအောင်ပျောက်စေရှင်တဲ့စေတနာမြတ်တာဖြစ်အလဲရောက်မျှဝေပေးခြင်းဖြစ်ပါတယ်အကျွန်တော်ရဲ့ဗီဒီယိုတွေလည်းเนาะနောက်လာမယ့်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာလည်းအနာမျိုး96ပါးယောဂနဲ့ပတ်သက်ပြီးအဲကျွန်တော်ဘလို့စီးဆွမ်းကောင်းမြောက်အမျိုးတရှိယူဆောင်လာပေးရုံမလဲဆိုတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ် အမျိုးတွေအားလုံးပဲเนาะအနာမျိုးကသက်6ပေါင်ယောဂခံစားနေရတဲ့ဝိညာဉ်ရှင်မျိုးတွေအားလုံးအနာနဲ့စီနဲ့တွေ့ပါစီဆရာကောင်းသမားကောင်းနဲ့တွေ့ပါစီခံစားနေရဝိညာဉ်မှန်သမျှအားလုံးအမြန်ဆုံးတက်တာပြောခြင်းပါစီကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရာတိုင်းမှာအသက်နေရာတိုင်းအေဂျင့်ပျော်ရှင်သောဘောခီလန်ကိုငင်းချမ်းစွာအေဂျင့်စွာပျော်ရှင်စွာเนาะဖြတ်တန်းနိုင်ကြပါစီရှောင်းလန်းနိုင်ကြပါစီ နော်ကိုစိနစ်ပဲအကျမ်းမရွှေလန်းအေးချမ်းပျော်ရွှင်ချမ်းသာဒုက္ခအဖျက်ပြားနဲ့ပြည့်စုံနိုင်ပါစေလို့ဆုတောင်းပေးပါတယ်မျိုးလေးအားလုံးပဲကျမ်းမချမ်းသာပါစေအနာမျိုးကုသ6ပါးယောဂကင်းဝေးပါစေကက်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ပါစေလို့ဒီနေ့လည်းကျွန်တော်ထပ်ပြီးတော့ဆုမွန်ပေါင်းတောင်းပေးပါတယ်ခင်ဗျာ